ရီအားလုံးဒီနေ့မန်စီပွဲရှိပါတယ်ကမ်မာဘရိုက်တန်နဲ့ပါဘရိုက်တန်တင်းကလည်းရန်ကောင်းနေတာနောက်ဆုံး6ပွဲဆက်တိုက်ထိတော့နိုင်နေတာဆိုတော့ကျွန်တော်တို့မန်စီတင်းနိုင်ရဖို့ရုံးကန်နိုင်နေပေါ့ဗျာဘာလို့ဆိုတော့တော်တော်တချာကြီးကမ်မာပဲနိုင်မှာအဲ့လိုတုံးတက်မဲ့ထင်းနေလား sorry ပဲဗျာဒီညမန်စီတီနိုင်ကိုနိုင်နေတယ် ပုတ်ပြီလာမန်စီးတီးနိုင်နေဗျာ။ဘာကြောင့်နိုင်လဲဆိုတော့ Brighton ဖြစ်နေလို့ Brighton နောက်ဆုံး6ပွဲဆက်နိုင်နိုင်ပါလေ။ဒါပြောမနေနဲ့ဗျာ။ရှင်းရှင်းပဲကျွန်တော် Nottingham Forest ကိုရှုံးထွက်တာဘာလို့လဲတိလား။ Nottingham Forest အတင်းက DRI မှာကြောက်ထနေတဲ့အတင်းဗျာ။လက်ရှိရာဒီမှာဆောင်ရင်းကောင်းနေဗလောက်တီကောင်းနေဆိုလပါဘူးလည်းနိုင်ထားတယ်မန်စီးတီးကိုလည်းနိုင်ထားတယ်စပါးကိုလည်းနိုင်ထားတယ်အဲ့လောက် ကောင်းနေတာတေချာတယ်ခင်ဗျနောက်ရာဒီအဲ့လောက်ဟိုကောင်းမှမဟုတ်တော့ဘူးဒီရာဒီပဲဒီကောင်ကြောက်ထနေတာနောက်ရာဒီဆိုရင်ဒီကောင်ခြေပြတ်သွားလိမ့်မယ်မယုံရင်ခင်ဗျစောင့်ကြည့်ကြည့်လိုက် ဒီလိုတင်းနေရကျွန်တော်တို့အများတန်းတည်မဟုတ်တည်ကြုံတွေ့ရတယ်။ဥပမာနယူကာဆယ်ကြောက်ထတာမျိုးတို့အက်စတွန်ဗီလာကြောက်ထတာမျိုးတို့ဟောပြီးလို့ရှိရင်ကျွန်တော်တို့ဒီဘာလဲတင်းငယ်လေးတွေဗျဝူရိုပါကိုကြောက်ထတာမျိုးတို့ဒါမျိုးလေးကျွန်တော်တို့မကြာခဏကြုံတွေ့ရတယ်။ဒီရိုက်မှာနော်ဒီယန်ဖော့စ်ကောင်းလို့ကျွန်တော်တို့မန်စီးတီးယန်ရှုံးသွားတာ။အဲ့တော့ဒီဘရိုက်တန်တင်းကိုရှုံးစရာဘာအကြောင်းမှမရှိဘူး။ကဲမှာမန်စီးတီးကွင်းမန်စီးတီးမှာလူဆောင်တက်ဆောင်ရှိနေပြီ။ဆိုလိုတာဒီရိုဒရီနာနေတယ်ပြီးရင်နောက်တန်းလေးနာနေတယ်ဒါအလွန်ကျွန်တော်တို့မန်စီးတင်းဒါ လူဆောင်တက်ဆောင်ရှိရလို့ပြောလို့ရရဗျာ Nottingham Forest တင်းဘာလို့ရှုံးသွားလဲဆိုတော့နှစ်ချက်ရှိတယ် Nottingham Forest တင်းဆောင်ရင် ကောင်းသွားလို့ရပြီးလို့ရှင်ပက်ကွာလီလာကြောင့်ရပက်ကွာလီလာကြောင့်ဘာလို့ပြောလဲဆိုလို့ရှင်ပက်ကွာလီလာလူထုတ်ပုံကရှင်းရှင်းပြောရရင် Queenle Foundation မပါဘဲနဲ့ Nottingham Forest ပွဲမှာထုတ်ဒါထည့်ရတာဗျာ ကျွန်တော်တို့အခုပရိတ်သတ်တယောက်နေတဲ့တော့ဒီလောက်မြင်နေဒီကောင်ကဘေးနားမှာ analysis တွေရှိတယ်ဗျာ web browser ကိုဘလို့ချင်းကပ်မယ်ဘလို့တုံးတက်မယ်ပြန်ဘက်နေထားဘလို့ရှိလဲဒါမျိုးတွေပြီးငါတို့ဘာတွေ market တယ်ဒါမျိုးတွေထောက်ပြမယ်သူရဲ့လက်ထောက်နီးပြားတွေရှိတယ်ပြီးရင်ပွဲဒီတုံးတက်ချက်တွေရှိတယ်ဗျာလက်ထောက်နီးပြားတယောက်နှစ်ယောက်တော့မဟုတ်အများကြီးရှိတာဗျာအဲ့တော့တေးကြတဲ့ဒီညမန်စီးပွဲလူထုတ်ပုံကပြောင်းလဲလာလိမ့်မယ်ဗျာဒါ Nottingham Forest နဲ့ပွဲရလူလူထုတ်လာမှာမဟုတ်တော့ဘူးအများကိုဖန်တီးခွင့်ညအများကြီးဖန်တီးပေးနိုင်မဲ့လူမျိုးဖန်တီးလာလိမ့်မယ်။ဘာလို့လဲဆိုတော့ Nottingham Forest နဲ့ပွဲမှာ ဟာလဲဘောလုံးထိချက်12ချက်ပဲရှိတယ်အဲ့ဒါကြီးကိုဒီကောင်ကြီးကောင်းကောင်းပြင်ဆင်လာလိမ့်မယ်အဲ့တော့ Brighton တင်းကကျွန်တော်တို့တင်းအတွက်ပြိုင်ဘက်အဆင့်ကိုမရှိဘူးဗျာဂိုးပြတ်နိုင်လိမ့်မယ်ခင်ဗျားတို့ခံမှန်းကြလို့ရှိရင်ဘလို့ခံမှန်းမလဲဆိုတော့ Man City တင်းကဘယ်သူဂိုးတွင်းမလဲဆိုတော့ပဲခံမှန်းဒါမှမဟုတ်လို့ရှိရင်ဒါဘနကူမန်စီဘနကူပြန်ပေးနိုင်ရလဲဒါမျိုးပဲခံမှန်းဗျအနိုင်ဆိုရင်တော့တေးကြတယ်မန်စီးတီးပဲအနိုင်ဆိုရင်တော့တေးကြတယ်နော်မန်စီးတီး မန်စီးကွင်းမှာ Brighton တင်းနိုင်စရာအကြောင်းကိုမရှိဘူးပူဆိုးတဲ့ကပထမကြောမှာ Man City တင်းက Brighton ကိုရှုံးတာလားအဲ့ဒီအတွက်လက်စားပြန်ချရမယ် revenge ဆိုတာကြားဦးရမလား revenge revenge ပြန်လုပ်မယ်ဗျာလက်စားချရမှာလှလှပပကိုလက်စားချမှာချိုမြိန်တော့လက်စားချခြင်းတို့တည်းရမလားဒါမျိုးကိုရီးယားကဇလန်ရဲပုံစံမျိုးတွေဗျာအဲ့လိုမျိုးလှလှပပလေးနေကျွန်တော်တို့ Man City တင်းက Brighton တင်းကိုအနိုင်ကန်သွားလိမ့်မယ် Brighton တင်းမှာစောင့်ကြရမယ်ကစားသမားဆိုလို့အာရှာရာတယောက်ပဲရှိရင်မီတိုမာအဲ့မီတိုမာကိုရအောင်ထိတ် မန်စီးတီးရ Brighton AC9 နဲ့9တောင်ပေးချင်မှပေးရမှာမေးမီတူမောင်မထိန်နိုင်ရင်တော့ကိုပြရမှာပဲအဲမီတူမောင်ရအောင်ထိန်နိုင်ဖို့တော့လိုလိမ့်မယ်အဲမီတူမားလည်းကျွန်တော်မန်စီးတီးအတင်းရဲ့ဒါအားအနည်းဆုံးနေရာလို့ပြောလို့ရတဲ့ Lewis တို့ Nunes တို့ဆော့တဲ့နေရာဖြစ်နေတာဗျာအဲနေရာလေးတစ်ခုပဲကျွန်တော်နေစိုးရိမ်နေဗျာအဲဒီတစ်ခုလေးကို Guardiola ပြင်ဆင်လာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က clean sheet နဲ့တူ number 1ကိုပုံဖော်နိုင်မှာလုံးဝတေချာပဲဗျာအဲ့တော့မနေ့ပြန် sorry ဒီနေ့ည 9နာရီခွဲပေါ့နော်ဒီနေ့ည9နာရီခွဲမှာ Man City နဲ့ Brighton တို့ရှင်ပြိုင်ကစားတော့ပါလိမ့်မယ် Champion League ပြိုင်ပတ်တဲ့ရင်ဖြစ်တယ်လို့ကျွန်တော်တုံးတက်လို့ရတယ်။ဘာလို့လဲဆိုတော့ Man City အတင်းနဲ့ဒီ Brighton တင်းကအမှအများကြီးမကွာတဲ့အနေအထားဖြစ်နေတယ်။အဲဒါကြောင့်ကျွန်တော်တို့ Man City တင်းက Brighton တင်းကိုအနိုင်ကံပြီးတော့ကျွန်တော်တို့ Champion League ဝင်ခွင့်တနည်းရာရရှိဖို့အတွက်ဒါဒီကြောင်လှုပ်ထားလိုက်မယ်။တော့ပြိုင်ဘက်တွေချီချူရနဲ့ကျွန်တော်တို့ကအဆင့်၄နေရာကိုရယူမယ်။အားလုံးကျေးဇူးတင်ပါတယ်။ဒီနေ့ညမှာစောင့်ကြည့်ကြမယ်။